မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့အနိကကျွန်တော်တို့ long bind 20တမျိုးကိုပြန်ပြီးတော့ညောင်းပြတော့မှာဖြစ်ပါတယ်ဗောနော် long bind 20ကိုကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ကျွန်တော်20နဲ့တကွာရှင်းပြပြတော့မှာဖြစ်ပါတယ်ကျွန်တော်အတူတူလေ့လာကြည့်မယ်ဗောနော်ဒီတုံညာလေးလေးတပင်ကနေညင်းနေတရှားပြီးတော့ဒီတပင်ကိုရှင်းပြပြတော့မှာဖြစ်ပါတယ်ဒီမှာ9363ညလေးလေးမှာကျတော့ကျွန်တော်3ညနဲ့6ပေါင်းရှင်း6ယူထားတယ် ဒီမှာရေးလိုက်မယ်ပေါ့နော်ရှောက်ကိုဒီမှာရေးလိုက်မယ်ဒီလိမ့်တဲ့ချိန်ပေါင်းရှင်းက800ရယ်ပေါ့နော်အနောက်ကဒီ600ရယ်နေရာပေါင်းရှင်း10ဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာ၈နှစ်ကြိမ်က၁၆ရှောင်းနဲ့ပေါင်းရင်၁၂ရာရီအတွက်ကြောင့်မို့ကျွန်တော်တို့နေ့လုံးပိုင်ရမှာဖြစ်ပါတယ်ဗောနော။ဒီနေ့လုံးပိုင်မှာသူရှာပေးတော်တာကနင်းဒီတစ်ဆိုတဲ့အတွက်ကျွန်တော်တို့နေ့လုံးပိုင်ထိတ်စီနဲ့အလေထိန်နေရာမှာအရှိအပူရှာပေးသွားတာဖြစ်တယ်ဗောနော။ Okay ကျွန်တော်တို့ဒီနေ့လုံးပိုင်းမှာနေ့နေ့တည်ဆွေပြီးတော့ဒီနေ့အတိုင်းပဲအောက်ကဟာဒီကိုဆက်ပြီးယူသွားမှာဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်တို့အပေါ်မှာရှောင်းတဲ့တုံများနဲ့ယူထားသလိုခွန်ရည်ရပေါင်းတာကိုတင့်နဲ့ချိန်ပေါင်းညဒီရှင်းနဲ့ငါပေါင်းတာက73ညကိုယ်နဲ့နေပေါင်းတာက73တင်းနဲ့3ပေါင်းရှင်လေးရတဲ့အတွက်ကြောင့်မို့လေးလုံးပိုင်းဖြစ်မယ်ဗောနော်သူရှားပြီးတော့တာက669943ဆိုတဲ့အတွက်ကျွန်တော်ဒီလေးလုံးပိုင်းကအလေထိန်ညာကနေ 8843စပီးချပေးသွားတာဖြစ်ပါတယ်။ဒါတန်နီးအရာမိတ်ဆွေများလေးလာလို့ရအောင်ပါနော်။နေလုံးပိုင်မှာနေနေတဲ့လေးလုံးပိုင်မှာ8843နောက်ထပ်8843ငါနေထပ်ပြီးလေးလာကြည့်မယ်ပါနော်။ဒီ9နဲ့10ပေါင်းတာက16ရတယ်။အခုပဲရေးမယ်ပါနော်။3နဲ့ချိန်ပေါင်းရှင်းက6 96က15ဆိုတော့ဒီ96ပေါင်းတာ73 35ပေါင်းရှင်းရတဲ့အတွက်ကြောင့်မို့တန်နီးအရာ8လုံးပိုင်ဖြစ်မယ်ခင်ဗျာ။ အထက်ပြင်မှာက39963ဆိုတဲ့အတွက်ဒီရှစ်လုံးပိုင်ကအထိစီညာကခြားပေးထားတာဖြစ်ပါတယ်။ရှစ်လုံးပိုင်63ပေါ့နော်။63ကနေအပေါ်အနီးအတိုင်းပဲထပ်ပြီးပေါင်းပြပေးသွားမှာဖြစ်ပါတယ်။ခွန်ရှစ်က15ရာတယ်ပေါ့နော်။ဒီ3နှစ်ကြိမ်ပေါင်းရှင်းက6ရာတယ်။ရှစ်နဲ့3ပေါင်းတာက7ဖြစ်ပါတယ်။ဆိုတော့ တင်9နဲ့6ပေါင်းတာ73တင်နဲ့ပေါင်းတာ7နှစ်ပေါ့နော်ဆိုတော့နှစ်လုံးပဲရမှာဖြစ်ပါတယ်โอเคနောက်ထပ်တစ်ချိန်မှာကတော့ခွန်3 3မြ2 3 9ဆိုတဲ့အတွက်ဒီတော့ဒီနှစ်လုံးပိုင်ကဒီထိစီညာကထပ်ပြီးခြားပြီးတွားတာဖြစ်ပါတယ်ဗောနော်နှစ်လုံးပိုင်နှစ်3 9ဖြစ်ပါတယ်နောက်ထပ်ဒီနှစ်3 9ကနေထပ်ပြီးပေါင်းပြမယ်ဗောနော်3 9နဲ့နှစ်ပေါင်းခြင်းကနှစ်ဒီ9နှစ်ချိန်ပေါင်းတာက600နဲ့ဗောနော် ဒီခွန်ရည်ညပေါင်းရှင်ကကိုနင်းနဲ့ချစ်ပေါင်း29ဒလုံးကြံတဲ့အတွက်ကိုလုံးပိဖြစ်ပါတယ်နောက်ထပ်တစ်ပေမှာကချစ်ချစ်ချစ်တုံညခွန်ခွန်ခွန်ကိုဘာနာဒါကြောင့်မို့ဒီကိုလုံးပိဟာအပိတ်ညာကခြားပေးသွားတာဖြစ်ပါတယ်ကိုလုံးပိမှာခွန်ခွန်ကိုဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီခွန်ခွန်ကိုကနေထပ်ပြီးတူတူပေါင်းကြည့်မယ်ပေါ့နော်ခွန်ခွန်ပေါင်းတာက14ဖြစ်ပါတယ် 9နာချိန်က16ရတယ်ဒီ၄နာလေးပေါင်းရှင်းရှင်းပေါ့နော်10နာချိန်က16ရှောင်းနဲ့လေးပေါင်း20ကိုတုံများလုံးပိန်ရမှာဖြစ်ပါတယ်9 9ခွန်တုံများတုံများဆိုတဲ့အတွက်ကျွန်တော်ဒီတုံများလုံးပိန်ကအလေနဲ့အပိန်နေရာမှာနောက်ပူး900ချပေးသွားတာဖြစ်ပါတယ်ခွန်တုံများတုံများတပင်ကနေထပ်ပြီးအတူတူလေးလာကြည့်အောင်လားခင်ဗျာခွန်10က15ရတယ်တုံများနှစ်ချိန်က3ညာ ဒီနိနဲ့6နဲ့ပေါင်းရှင်းကရှင်းပါတော့ဆိုတော့9တုံများရှင်းပေါင်းရှင်းက73ဆိုတဲ့အတွက်3လုံးပိန်ရမှာဖြစ်ပါတယ်ဒီ3လုံးပိန်မှာက3ခွန်ခွန်ဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့ဒီ3လုံးပိန်ထိပ်စီးနေရာကဖြစ်ပါတယ်3လုံးပိန်မှာ3ခွန်ခွန်ဗောနော်โอเคနောက်ထပ်ဒီ6လေးခွန်3ခွန်ခွန်ဆိုတဲ့အတွက်ဒီခွန်3ပေါင်းမှာဖြစ်ပါတယ်ခွန်3ပေါင်းရှင်း30ရာတယ်ဗောနော်ခုနှစ်နာချိန်ပေါင်းတာက7 ငါးနဲ့သုံးများနဲ့ပေါင်းရှင်းဟာငါးဆိုတဲ့အတွက်သုံးများသေးငါးပေါင်းရှင်းကိုကိုလုံးပိန်မှာရှစ်ကိုလေးဆိုတဲ့အတွက်အဲ့ဒီကိုလုံးပိန်ရတဲ့အထိုင်နေရာက ခြားပေးထားတာဖြစ်ပါတယ်။ဒီနေ့အတိုင်းသာထပ်ပြီးတော့ခြားပေးသွားမယ်ဆိုရင်တော့ကျွန်တော်တို့ထပ်ပြီးပေါင်းကြည့်မယ်ပေါ့နော်။ဘာလုံးပိန်ပလဲပေါ့နော်။ဒီရှစ်နှစ်ချိန်က16 4နှစ်ချိန်ပေါင်းတာချစ်ရှစ်နှစ်6ပေါင်းတာ14 6နှစ်4ပေါင်း20တွင်းရအရာရှစ်တလုံးကြံနေတဲ့အတွက် ရှင်းလုံးပိုင်ဆိုပြီးရတယ်ဗောနော်ဒါသွန်းနည်းအရာကျွန်တော်မဲဆွေးနွေးသိအောင်ပြပြရှင်းဖြစ်ပါတယ်နှစ်လုံးပိုင်မှာနှစ်နှစ်တလေးလုံးပိုင်မှာရှင်းလေးတော့ရှင်းလုံးပိုင်မှာရှင်းချောက်တော့နှစ်လုံးပိုင်မှာနှစ်တော်ညာကိုဗောနော်ကိုလုံးပိုင်နှစ်တော်ညာကိုနောက်ထပ်လုံးပိုင်တွန်းနည်းတွေချီသေးတယ်ဗောနော်ဒါကိုကျွန်တော်တို့ဒီမှာရှင်းနည်းလေးကြည့်ရှိတဲ့အတွက်ရှင်းလုံးပိုင်ကိုပြပေးလိုက်တာဖြစ်ပါတယ်။ရှောက်ကိုတုံများကနေစားပြီးတော့ပေးလာခဲ့တဲ့လုံးပိုင်20 အဆက်ပါနော်ဒါကပြီးခရစ်ဘတ်မှာခြားပြီးသွားခရစ်လုံးပိုင်းတွင်ဒီအဆက်ကိုပြန်ပြပြပြရှင်းဖြစ်ပါတယ်ဒီမှာရီဆိုသွားတယ်ပေါ့နော်ဇာဝရီဆိုသွားပြီးတော့ဒီမှာမထင်တော့ဘူးဒီမှာ၃လုံးပဲမှာ၃ခုခွန်၉လုံးပဲမှာ၈ကိုလေးဒီမှာတော့တွင်ဒီအရာ၄လုံးပိုင်းဆိုပြီးရတယ်ပေါ့နော်ကျွန်တော်တခြားတွင်ဒီတွေမှာဆိုရင်၄လုံးပိုင်းခွန်၃ပိုင်းပြီးရင်၃ညာလုံးပိုင်းလည်းရှိသေးတယ်ပေါ့နော်ဒါကမှကျွန်တော်ကဒီဟာလေးကိုပြပြလိုက်တာဖြစ်ပါတယ် ီမှာဆိုရင်ကျွန်တော်ဒီတောက်လျှောက်ပြလာတာဒီ၃ခုခုမှာတပင်ပြန်ပြီးတော့ရှေးကိုလေးမှာထပ်ပြီးချပေးလာတယ်ဒီတစ်ပတ်မှာတစ်လုံးပိန်ဆိုပြီးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်လုံးပိန်၃မျိုးကျွန်တော်ပြပေးထားတာက နေရချေရတည်ရဆိုပြီးတော့လုံးပိန်နေရှိတဲ့အာတကွဲရတယ်ပေါ့နော်အဲ့ဒီနေရှိတဲ့ကနန်း၃လုံးပေါင်းရှင်ကတော့တိပရိဖြစ်ပါတယ်၃မျိုးတင်နေ ရအဲ6ပြိကလည်းရှိတယ်ဗောနော်ဒါကြောင့်မတီတိပြိကိုကြိုက်တယ်ဆိုရင်တော့27 3ဗောနော်ဒီမဟာကကျွန်တော်ကအတွေးပေါင်းရှင်းဗောနော်ကဏ္ဍနှလုံးပေါင်းရှင်းအတန်ခွန်ရှင်းနေတာဖြစ်ရမယ်ဗောနော်ဒီအဲ့ဒီ27ဒီကျွန်တော်တို့နေနဲ့7ပေါင်းရှင်း30ဖြစ်နေတယ်ရှင်းနဲ့7ပေါင်းတာကိုနေနဲ့7ပေါင်းတော့တုံညာကို3ပေါင်းရှင်းအတန်ဒီမှာခွန်ရှင်းနေတာအတန်ဆိုတော့ကျွန်တော် ဒီ condition ကမဖြစ်နေတဲ့အတွက်ကျွန်တော်ကတိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်ဒီ initiative ကိုပေါ့နော်မရှိတော့ကြိုက်ရင်တော့တော့ပေါ့နော်အဲ့မှာကျွန်တော်အခုပြလိုက်တာက၈လုံးပိုင်ဖြစ်ပါတယ်အဲ့ဒီ၈လုံးပိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒီမှာ3 4 5 6 8 9 10တန်းတစ်လုံးအထိပေါ့နော် breaker 3 4 2ခွန် breaker စိတ်ပေါ့နော်အဲ့ဒါလေးကိုတုံးလိုက်တာနှစ် breaker ကတော့လုံးဝမရှိဘူးပေါ့နော်၃ breaker မှာ၄၈တူခွဲပဲရှိတယ် လေးပရိတ်မှာလည်းနေလေးရှိပါတော့နေပရိတ်မရှိတော့ဘူးခုနှစ်ပရိတ်ဒီမှာ9ကွယ်6ကွယ်လောက်ရှိပြီမဲ့ကျွန်တော်ပယ်တဲ့ထဲပါသွားတယ်ပါတော့ကျွန်တော်နှလုံးပေါင်းရှင်းအတန်နဲ့ထမှန်ဖြတ်ထုတ်တဲ့အချိန်ဒီကီးတွေတလေးရှိကီးလေးရှိနေကီးရှောက်ခွန်ရှိကီးနဲ့ဖြတ်ထုတ်တဲ့အချိန်မှာကျွန်တော်တို့ဒီလေးရှိတဲ့လေးတစ်ချက်လေးရှိနေလေးရှိနေရှိတဲ့ဖြစ်ပါတယ်ဗောနော်အဲ့ဒါလေးကျန်တယ် ဒီမှာကျွန်တော်ပြောစရာရှိတာကဒီ၄ရှစ်တည်းဒီ၃ break ဖြစ်ပါတယ်ဗောနော်ဒီ၄ရှစ်နှစ်ကတော့ခဏ၃လုံးပေါင်းရှင်း၄ break ၃၄ break ဗောနော်၃၄ break ဖြစ်နေတယ်အဲ့ဒီ၃၄ break ဒီကျွန်တော်တို့ပရိအားနဲ့တွင်ဤထဲမှာလဲတွင်နေရတဲ့အတွက်ကျွန်တော်တို့မိတ်ဆွေများချင်းချင်းတုံ့ပြန်လို့ရအောင်ဒီမှာထပ်ပြီးပြပေးသွားမယ်ဗောနော်ပရိအားနဲ့တွင်ဤအရာကျွန်တော်တို့ဒီတပတ်မှာဗောနော်ပရိအားနဲ့အားနဲ့ကနန်းတရားကျွန်တော်တို့ ਨੇ တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်အာနိကနန်နေတုံးရင် ပြက်တာများတယ်ချစ်လေးတုံးများတုံးနေအဲ့ဒီ break ပေးမယ်ပေါ့နော်အဲ့ဒီ break အာနိနေတာဖြစ်ပါတယ်ဒီခုနှစ် break ပေါ့နော်၃လေး break ကလည်းပေတဲ့ထဲမှာပါနေတယ်ဆိုတော့ဒီမှာနေ break ကလည်းအားနေထဲမှာပါနေတဲ့အတွက်ခုနှစ် break ဒီ၃၆၈တကွက်ရှိနေတယ်ပေါ့နော် တုံးရှောင်းရှိတဲ့ကွယ်ဒီဒီနှလုံးကောင်းရှိအတန်နဲ့လည်းမကိနေဘူးပေါ့နော်ဆိုတော့ကျွန်တော်ခုနှစ်ပြိမ့်မှာအပူကိုထပ်ပြီးစဉ်းစားရတော့မှာဖြစ်ပါတယ်ဆိုတော့ဒီအပူဟာလေးလေးကိုတဲတကွယ်ရှိနေတယ်ပေါ့နော်ဒီလေးလေးကိုတဲကြဆိုင်လေးခုနှစ်ပြိမ့်ရှိနေတာဖြစ်ပါတယ်အကြိမ်ရွေးခုနှစ်ပြိတ္တာခြားပေးသွားခင်မယ်ဆိုရပါတော့ပြိတ္တာနှစ်သုံးလေးခွန်ထဲကခုနှစ်ပြိတ္တာခြားပေးသွားခင်မယ်အပူးဆိုရင်တော့ဒီမှာမြေတုံများကို အကူလျှောက်နေရနှစ်တုံများကိုရခြာပေးသွားခဲ့ပြီးပြီဒီတစ်ပတ်မှာတော့လေးပင်ချတဲတကွက်ကလေးလေးကိုရှိနေတယ်ပေါ့နော်ပရိခခုနှစ်ပရိဖြစ်ပါတယ် โอเคဒီမှာခုနှစ်ပလေးအပူတစ်ခွက်ရှိတယ်ဗောနော်ဒါလေးကိုလည်းကျွန်တော်အသုံးပြုมาဖြစ်ပါတယ်ဒီလေးရှိသေးကတော့ကျွန်တော်သုံးအားကောင်းတယ်ဆိုပေမဲ့ကျွန်တော်ဒီသုံးလေးပလေးကအားနဲ့တွင်နေထဲမှာပါနေတဲ့အတွက်အဲ့ဒီမှာချင်းချင်းပြီးသုံးပြုလို့ရအောင်ပြန်ပြီးတော့ပြပါရှင်ဖြစ်ပါတယ်။အဲ့ဒီလေးရှိတဲ့ဒီကျွန်တော်ထပ်ပြီးညီကြီးလုံးပိုင်အားနဲ့တွေ့တဲ့ဤမှာဆိုရင်ကျွန်တော်လုံးပိုင်ပဲတဲ့လုံးပိုင်ပေါ့နော်တစ်တုံညာ9ခု9ပြီးရင် ျွန်တော်တွင်နည်းအရာနှစ်သုံးစုပြီးထက်ချီသေးတယ်ပေါ့နော်ဆိုတော့တင်းတုံညာငါးခုကိုနှစ်သုံးတရားလေးတွေပေးတာဖြစ်ပါတယ်လုံးပိန်ပေးတာပေါ့နော်လုံးပိန်ပေးတော့အဲ့ဒီမှာကရမ်းသုံးလုံးကျန်နေတာက၄ရက်၆ရက်၈ရက်ဒီသုံးကွယ်ပဲချီတယ်ဒီသုံးလုံးပဲကျန်နေပေါ့နော်၆၄ရှင်၄ချောင်းရှင်တဲတင်မယ်ပေါ့နော်အဲ့ဒီမှာကျန်နေတဲ့၆လေးရှိကကနန်း၃လုံးပေါင်းရှင်း၈ပြိတ်၈ပြိတ်ကကျွန်တော်ဒီ အနည်းအထဲမှာရှေ့ပရိဒါပါနေတယ်ဗောနော်ဒါကြောင့်မို့ဒီ6လေးရှိကနန်း3လုံးထဲကအပူများချပေးလာမလားဆိုတာလေးတစ်ချက်ရှိသေးတယ်ဗောနော်အစတော့ကျွန်တော်တို့ဒီ6လေးရှိကိုကျွန်တော်တို့အပူအပါခွေကြည့်တာဗောနော်အဲ့ဒီမှာပရိကာဒီ6လေးရှိကျွန်တော်တို့ဒီမှာကြံနေတယ်ဒီကနန်း3လုံးကြံနေတယ်3လုံးပေါင်းရှင်းက10ပရိ10ပရိကာအနည်းအထဲမှာပါနေသေးတယ်ဗောနော် အားကောင်းနေတယ်လို့အားနေတဲ့မှာလည်းပါတယ်နောက်ထပ်တစ်နှစ်တခုကကိုးပရိလေးအားနေနေတယ်ပေါ့နော်ကိုးပရိအားနေနေတာဖြစ်ပါတယ်ကိုးရှင်လေးတုံညာတုံညာအားနေတယ်ဆိုရင်ကြံနေတာကတင်ငါ6ခုပရိချီတယ်ပေါ့နော်တင်ငါ6ခုပရိလေးလုံးပဲကြံတယ်တုံညာတင်နေငါ6ခုပရိကလေးရှိတယ်ပေါ့နော်ဒါကြောင့်မို့တင်ငါ6ခုပရိများချပေးသွားမလားပေါ့နော်ဆိုတော့ကျွန်တော်ဒီလေး6ရှစ်ကိုကျွန်တော်ဒီပရိနဲ့ကဲ့ညီတော့အောင် ခွေကြည့်မယ်ပေါ့နော်အပူအပါခွေကြည့်လိုက်တော့ကျွန်တော်ဒီဟာလေးပေါ့နော်လေးလေးချောင်းချောင်းချောင်းလေးရှင်းရှင်းလေးလေးလေးရှင်းချောင်းချောင်းရှင်းရှိရှိချောင်းဆိုပြီးပေါ့နော်အဲ့မှာကျွန်တော်ပရိတ်ကိုညှိလိုက်တဲ့အချိန်မှာချောင်းပရိတ်လင်းလေးရှိရဲ့ချောင်းချောင်းလေးရဲ့ဒီနှစ်ခုပဲရှိတယ်ပေါ့နော်အကယ်၍မိတ်ဆွေတို့ကလုံးပိန်အားနေဒီပြီးတော့ပရိတ်အားနေတွင်ဒီချိန်ကြီးတဲ့တယ်ဆိုရင်တော့ကျွန်တော်ဒီဟာလေးပဲရှိမယ်ပေါ့နော်အပူပဲရှိတယ်လင်းလေးရှိချောင်းပရိတ်ရဲ့ ဒီ664ရှောင်းပရိရဲ့အဲ့ဒီနှစ်ခုပဲရှိမယ်ပေါ့နော်လုံးပိုင်အားနဲ့ပရိအားနဲ့တွင်နေလွတ်တာဆိုရင်ပေါ့နော်အဲ့ဒီနှစ်ခုရှိမှာဖြစ်ပါတယ်ရှောင်းပရိပေါ့နော်ကျွန်တော်အကယ်၍နှစ်34ခွန်ပရိပေါက်သွားမယ်ဒီတုံများတင်းနဲ့၅ရှောင်းခွန်ပရိကထပ်ပြီးပေးသွားခင်မယ်ဆိုရင်အဘူအနေနဲ့လေးလေးရှိအားမယ်ရှောင်းရှောင်းလေးအားလေးရှိတယ်ပေါ့နော် โอเคလုံးပိန်အားနည်းတွင်နေဒီကိုကျွန်တော်မကြိုက်တဲ့မဲဆွေတွေအတွက်ကတော့ကျွန်တော်ဒီ၄၈တင်ရှိမယ်ပေါ့နော်၄၄၉လို့ရှိတယ်โอเคဒါလေးကတော့ကျွန်တော်မဲဆွေများအရှင်းချင်အောင်ပေါ့နော်ဒီမှာလုံးပိန်အားနည်းတွင်နေဒီမျိုးကိုပြပေးလိုက်မယ်ပေါ့နော်ပြီးခဲ့တဲ့ဒီပတ်မှာကျွန်တော်ပြပေးထားတာဖြစ်ပါတယ်ဒီလုံးပိုင်အားနေလေးပရိတ်တဲ့ပရိတ်အားနေတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ပရိတ်အားနေယူနေနေဖြစ်ပါတယ် တုံများပရိအပ်တိုတဲ့ရှင်းပရိချပြီးသားတယ်ပေါ့နော်ရှင်းခွန်6 9နှစ်ချတုံများနှစ်ဒီအနီအောင်ဝိထားတဲ့ဟာလေးကတော့ကျွန်တော်တို့ပရိအားနေနေတာဖြစ်ပါတယ်အပြာရောင်နေနိုင်ကတော့ဒူရှားပြီးသားတဲ့ပရိတိဖြစ်ပါတယ်ပေါ့နော်နေပရိအားနေငါပရိရှင်းပရိအားနေငါပရိချပြီးသားတာပေါ့နော်โอเคဒီမှာအာဘီခရီးဘက်မှာတော့၄ပရိအားနေတယ်ပေါ့နော်၈၉၄ဆိုတဲ့အတွက်ဒီပရိချပေးသွားတယ်ဒီတစ်ဘက်မှာ၈၈၈၉၄ဆိုတဲ့အတွက် ကျွန်တော်တို့တွင်ဒီအရာဒီအလေးကနန်းနှလုံးကိုပေါင်းမယ်ဗောနော်တင်းနဲ့ရှင်းနဲ့ပေါင်းမှာဖြစ်ပါတယ်တင်းနဲ့ရှင်းနဲ့ပေါင်းရှင်းကကိုအကုန်မပြတော့ဗောနော်ကျွန်တော်ဒီတစ်ခုကိုပဲပြပေးလိုက်မယ်ဆိုတော့ကိုသုံးပေါင်းရှင်းနေပရိနေပရိအားနေနေတာဖြစ်ပါတယ်โอเคအားနေချိန်နေချိန်နေတဲ့တဲ့မိတ်ဆွေတွေအတွက်ရည်ရွယ်တာဖြစ်ပါတယ်ဗောနော်โอเคယခုဗီဒီယိုကိုလည်းအဆုံးထိတီရှူအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်